အဖိုးကြီးကအစင်းမြင့်မိစာဖြစ်ဖို့စူးစမ်းလေ့ကျင့်နေတယ်။ကြော်နောက်ကနေသုံးဘက်မြောက်လက်ထွက်လာပါတယ်။ဆရာသုံးဘက်မြောက်လက်ထွက်လာပြီးဘလို့ဖြစ်တာလဲဒီလက်ထွက်လာတဲ့သူကမော်ဆွန်အားတွေကုံရမှာပါ။ဆရာရဲ့အစီရင်တွေအောင်မြင်ဖို့ကောင်းလေးကကိုယ့်လက်ကိုအဆုံးရှုံးခံလိုက်တာပါ။ဆရာချန်ခဲ့တဲ့လက်ကမထင်တာပဲကောင်းလေးနားရောက်လာပြီးသူကရင်မော်တက်လာတယ်။ပြီးတော့သူပါသာကောင်းလေးပြတ်သွားတဲ့လက်မောင်းနာကိုတွားကတ်လိုက်တယ်။ကောင်းလေးတို့တော့လက်ကသူ့ပခုံးနဲ့ကပ်ပြီးသွားပြီးဖြစ်တယ်။ဘလို့ဖြစ်တာလဲနားတယ်နားတယ်ဒါကမော်လက်ပါ။မင်းဆရာကမင်းတွတ်ထားခဲ့တာ။ မင်းဒီလက်ကိုတေချာအုံချတတ်ဖို့လိုတယ်။ဒီမော်လက်ကမိစ္ဆာလောကကိုဖွင့်ပေးမယ်တော့လေဖြစ်တယ်။အာကြီးဆုံးမိစ္ဆာမာကိုထိန်သိမ်းဖို့မော်ပညာရှင်တွေအစွမ်းကုန်ကြိုးစားခဲ့တာဖြစ်တယ်။မိစ္ဆာမာအပေါက်ထဲလန်နိုင်တုံးထုံမရတော့ပဲပြတ်သွားတာပါ။မော်ပညာရှင်တွေကလည်းတစ်ဖက်မှာအစီရင်တွေလုပ်တယ်။ဘရင်ကိုမိစ္ဆာမာကပြုစားတာတော့အကုန်လုံးခြေမကင်မီလက်မကင်မီဖြစ်နေကြကပြဿနာကိုဖြေရှင်းဖို့ကြိုးစားနေကြတယ်။မိစ္ဆာမာကလူတွေကိုတတ်ဖို့ကြိုးစားတယ်။အရှုံးပေးပါတယ်။မင်းကြိုက်တာလို့တော့ အလိုလိုပြီးမော်ပညာရှင်ကအစီရင်ဆောင်ဝိုင်းပြထုတ်လိုက်တယ်မော်ပညာရှင်ကအားသုံးလိုက်တော့မိစအနောက်လန်သွားတယ်မော်ပညာရှင်ကမော်ပြားတွေထုတ်လိုက်တော့မိစလဲကျသွားတယ်မြားနေပြကြကောင်းလေးကဆရာတန်ရာရမှာကိုဆိုရင်ပြီးအပြင်ထွက်လာတယ်အဘိုးကြီးကမော်စီရင်လုပ်ပြီးအထဲကိုခုံချလိုက်ကဒီနေရာကနေထွက်သွားတယ်ကောင်းလေးဝင်ခုံတော့မော်စီရင်ပိတ်သွားတော့ဒူးထောက်ထိုင်ချလိုက်တယ်အကိုကြီးတို့အမကြီးတို့ခုနကနှစ်ယောက်ကိုကျွန်တော်မသိပါဘူးဆရာကကောင်းလေးကြံခင်မန်းတီးလို့အစီရင်နဲ့ပြန်ခေါ်လိုက်တယ်ဆရာနောက်ဆုတ်ပူကောင်းတဲ့နေရာရှာလို့မရဘူးလား အဘိုးကြီးကပုံထဲနေရာရောက်တော့ဆွမ်းအားပြောင်းပြန်လေးခြင်းနဲ့တဖြည်းဖြည်းမိုးပေါ်ပြန်တက်သွားပြီးတော့အုတ်ကူတွေကနေဆွမ်းအားတွေရအောင်လုပ်တယ်။ခဏနေတော့ကြော်တဲ့ကနေမော်လက်တစ်ဖက်ထွက်လာတယ်။မင်းမော်ပညာသင်ပြီးမော်လက်ကိုထိန်သိမ်းဖို့လုပ်ရမယ်။အဘိုးကြီးကမော်လက်ကိုဖွက်လိုက်တယ်။မင်းမျိုးတော်တွေသွားပြီးလူသွားရှာရမယ်။နောက်ဆုံးမော်ပညာသုံးပြီးကောင်လေးကိုမျိုးတော်တွေပို့လိုက်တယ်။ကောင်လေးလည်းမိတော်တွေကြားတဲ့ကနေတခြားနေရာရောက်သွားတယ်။မျိုးတော်တွေရောက်တော့ကောင်မလေးတယောက်နဲ့တွေ့တယ်။အကိုကြီးကျမအဖေကိုကယ်ပေးပါကမာလီအဖေကိုတရားရုံးကဖမ်းလာပြီးလက်ဖြတ်တပ်ဖို့လုပ်နေကြတော့ဒါရုတ်တရက်ပြောက်သွားတယ် အမှန်တော့ကောင်မလေးကမှော်ပညာရှင်ကောင်လေးကိုခေါ်လာပြီးအဖေဖြစ်သူကိုလာခဲ့တာပါစစ်သားတွေလည်းချက်ချင်းရောက်လာကြတယ်ကောင်မလေးအဖေကမော်တကားပေါက်တစ်ခုလုပ်ပြီးထွက်ပြေးသွားပြီးမြောင်လေးကတော့ကြံခဲ့ပါတယ်ကောင်လေးကတော့မှော်ပညာရှင်ဆရာကြီးရဲ့တပည့်အရင်ချပါကောင်လေးကအစင်းမြင့်မိစာကိုထိန်းချုပ်ထားတဲ့ပေါက်ထည်ကိုလက်ထည့်လိုက်တော့ကောင်လေးလက်ပြတ်သွားတယ်သူကမှော်ဆရာကြီးရဲ့တပည့်ပဲအခုတော့လက်ပြတ်သွားပြီးဘသူမှသူ့ကိုမကယ်ပဲဒီတိုင်းပြစ်ထားကြတယ်မနေ့ကမှလူတစ်ယောက်လာခဲ့ပြီးစောင့်ရှောက်ထားတယ်မော်လက်ကသူ့ဘာသာရောက်လာပြီးကောင်လေးပြတ်သွားတဲ့လက်နေရာမှာအစားဝင်လိုက်တယ် ကောင်လေးကိုအမှန်တော့မှော်လန့်နေအစင်းမိစာဖမ်းထားတာကိုလှုပ်ပြီးခိုင်းချင်တာဖြစ်တယ်။မိစာကြီးသာလွတ်လာရင်စစ်ပွဲတွေဖြစ်မှာဖြစ်ပြီးလူတွေအကုန်အချင်းချင်းတက်ကြတော့မှာဖြစ်တယ်။မိစာမကအစွမ်းနဲ့အကုန်သုံးပြီးကဘာကြီးကိုဖျက်ဆီးမှာဖြစ်တယ်။နောက်ဆုံးမှာတော့မိစာမကကဘာကြီးကိုဖျက်ဆီးပြီးအစွမ်းနဲ့အကုန်ရကမတိမျိုးမိစာဖြစ်သွားတော့မှာပါ။ကောင်မလေးကယောက်ျားရဲ့အိမ်မြကန်းပင်းနားမှာရှိတာကိုလက်မခံချင်ပဲလက်ခံလိုက်ရတယ်။မြည်ရတဲ့နေမှာကိုတော်ဆိုးရင်ရတယ်ဘလိုပဲဖြစ်ဖြစ်လင်မယားနှစ်ယောက်မြကန်းပေးမှနေပြီးအသက်ရှင်ဖို့စာဝတ်နေရေးအတွက်လုပ်ရတယ် အိမ်မှာပဲအိတ်လိုက်စားလိုက်လုပ်နေလို့မရဘူးနေမကောင်းတဲ့ကလေးကိုလည်းအိမ်ပြန်ပြီးဆောက်ရှောက်ရတယ်ဘိုက်စားလာပြီဆိုမိမဖြစ်သူကအိမ်ပြန်ပြီးဟင်းချက်ပါတယ်ကောင်လေးကမြစ်ပေါ်ကတရားတူတူလေးပေါ်မှာလမ်းလျှောက်ပေမဲ့အောက်မပြုတ်ကြပါဘူးတကယ်ကိုကြွန့်ကျင်ပါတယ်ကောင်လေးကမိသားစုကိုဂရုစိုက်ဆောက်ရှောက်ဖို့မသိဘူးအိမ်ပြန်ရောက်တော့သားလေးကကြီးကြီးအိမ်မှာနေနေတာကိုတွေ့လိုက်ရတော့အရက်ပလင်းယူပြီးအိမ်ထဲကနေထွက်လာတယ်တတိမထားမီတော့ရေကန်ထဲပြုတ်ကျသွားတယ်ကန်လေးကရေကမနဲ့တော့ကောင်လေးကုန်းပေါ်အမြန်ပြန်တက်လာနိုင်ခဲ့ပါတယ် ကောင်းလေးအမကတော့ခလေးမရှိဘူးဆိုတော့လွတ်လပ်တယ်။ယောက်ျားကတော့တောင်ပေါ်တက်ပြီးထင်းသွားခုံတုံးပြုတ်ကျပြီးတည်သွားတယ်။အကုံလုံးကကောင်းမလေးကိုဒုက္ခတွေခံနိုင်တဲ့အာခမိမဆိုပြီးချီကျူတယ်။ကောင်းမလေးကတကယ်တော့နူးညံ့တဲ့သူလေးပါ။နောက်ထပ်အိမ်တော်မပြူတော့ဘဲသူ့လေးကိုပဲတေချာကူးဆိုင်ဆောက်ရှောက်တော်တယ်။ခလေးနေမကောင်းဖြစ်ရင်သူ့အသေးနှလုံးကကြေကွဲမတက်ခံစားရတယ်။ခလေးအဖေကတော့ကိုကလေးကိုတော့ကူးမဆိုင်တဲ့ငမိုက်ပါ။အတော်ဖြစ်တဲ့သူကခလေးကိုဆေးရည်လိမ့်ပြီးတေချာကူးဆိုင်ဆောက်ရှောက်ပေးတယ်။ကောင်းလေးကတော့အင်ရှေရောက်တာတော့အရက်မူနေတော့ရိုင်းနေနေဖြစ်နေတယ်။ မိမမြစ်ထဲပြုတ်ကျသွားတာကိုမသိပဲမိမကိုဖွက်ထားတဲ့ထင်နေပါလေမိမဖြစ်သူကိုထုတ်ပေးဆိုပြီးတော့အတန်ကျဲကြီးနဲ့အော်ဟစ်တောင်းညံနေအင်ကလူတွေကကောင်မလေးမြစ်ထဲပြုတ်ကျသွားတယ်လို့ပြောပြီးမမြန်သွားခဲ့လို့ပြောပေမဲ့ကောင်လေးကမယုံပါဘူးအိမ်ပေါ်တက်လာပြီးတော့မိမဖြစ်သူကိုမဖွက်ထားနဲ့တော့လို့ပြောကတောင်းညံပါလေအိမ်ပေါ်ကမစင်တော့အကုန်လုံးကလေးကိုချီပြီးအိမ်ထဲကနေထွက်ကုန်ကြတယ်ကောင်လေးကအဆက်မပြတ်တောင်းညံတော့ကလေးတော်အိမ်ပြက်စီတော့တယ်မိုးရီလည်းရွာလာပြီးမယ်ငမိုက်ကအိမ်မပြန်သေးပဲဆက်တောင်းညံနေသေးတယ် မိမဖြစ်သူကိုမတွေ့တော့အင်ကိုဖြက်စီဖြစ်တယ်အတော်ဖြစ်သူလည်းတီးမခံတော့ပဲသူ့ကိုရိုက်တော့တယ်အမလေးအမေရေအမလေးအမေရေငမိုက်သားလည်းရိုက်ခံရတဲ့အပြင်မူးနေတော့လဲကြသွားတယ်အတော်ဖြစ်သူလည်းဝချမ်းပြားနဲ့အဆက်မပြတ်ရိုက်တယ်အလျှော့မပေးပဲနှစ်ပန်းလုံးပြီးရိုက်တယ်အမလေးအမေရေအမလေးတကယ်ပါပဲနေလုံငမိုက်ကိုတေးအောင်ရိုက်တတ်ပြင်မယ်ထွက်သွားစမ်းရဲတွေရောက်လာပြီးသတင်းလာစုံစမ်းကြတယ်ရှိခံပြီးမှရင်းနှီးနေတဲ့မိန်းကလေးတယောက်ကိုရှာတွေ့တော့ရဲအမြန်ပြေးတိုင်လိုက်တော့ရဲတွေစစ်ဆေးဖို့ရောက်လာကြတယ် ရေကန်ထဲမှာရင်းနေတဲ့အမျိုးသမီးကဘာလို့လဲဆိုတော့ရဲရိတ်သွားစစ်ဆေးကြတယ်။အဲ့ဒီအမျိုးသမီးကဟိုငမရဲ့တနာစရာမိမဖြစ်နေမလားကိုနောက်ဗီဒီယိုတွေမှာဆက်ကြည့်ကြရအောင်။